ဘုံစိတ်ရှိတယ်လို့အဲ့တော့မွတ်စလင်မုန်တီးမှုကိုလှုံ့ဆော်ပြီးတော့တန်ဃာတုအကြားမှာထင်ပေါ်ကြော်ကြားနေရာရကျင်တဲ့ဝီရသူလိုလူမျိုးတွေကလည်းပေါ်ပေါက်လာပါတယ်မိထီလာမှာဝီရသူကိုတွေ့လိုက်ချိန်မှာစေယောစုဟာသူတို့ထောင်သွင်းအကျဉ်းချခဲ့တဲ့ဝီရသူကိုပြန်အသုံးချဖို့ဆုံးဖြတ်ခဲ့ကြပုံရပါတယ်ဝီရသူကိုတွားလေသူဘူအောင်တောင်းလဲတွားပြီးတော့တွေ့ပြီးတော့ဖူးခဲ့ကြောခဲ့ဘူးပါတယ်ဘုံမင်းအောင်လိုင်းလဲတွားပြီးတော့ဖူးခဲ့ကြောခဲ့ပါတယ် ဲ့ဒီအချိန်မှာတန်ဃာရီရဲ့မင်းဆရာနေရာကိုဆက်လက်ဆိုးဆန့်ကျင်တဲ့အစိတ်မွတ်စလင်မုန်တီစိတ်နဲ့ဆေအုပ်စုရဲ့မဘာဒပြူစောတီမွေးမြူကျင်တဲ့စိတ်တို့ဟာအကျိုးတူသွားပြီးတော့ပေါင်းစုံမိကြတာဖြစ်ပါတယ်။အစာပိုင်းမှာတော့ကဗျောင်ပေါင်းတာမဟုတ်ပါဘူး။တန်ဃာရီကြားမှာဆေအုပ်စုရဲ့မတရားမှုကိုယုံမုန်းတဲ့ရွှေဝါရောင်စိတ်ဓာတ်ကရှိနေပါသေးတယ်။အဲ့တော့လျှို့ဝတ်တဲ့နည်းနဲ့စတင်ပါတယ်။နောက်ွယ်ကလက်မဲကြီးတွေတုံးပြီးတော့စတင်ပါတယ်။ တန်ခါရေချာမှာ669တို့မော်လမြိုင်ကနဝါစကတန်ခါကွန်ရက်တို့ဆိုရက်အမရိအဖွဲ့တွေပေါ်ပေါက်လာချိန်မှာအဲ့ဒီထက်အင်အားကြီးတဲ့အစွန်းရောက်ဘာသာရေးအဖွဲ့ကြီးအဖြစ်နဲ့တပေါင်းနဲ့စူးစီးမိအောင်ဥဒိစိန်ကတိတကူရှင်ညာနေတရနဲ့ဓမ္မတူတရှင်စေကိန်းတို့ကိုတိတ်တဆိတ်ခေါ်ပြီးတော့ဖွဲ့ခိုင်းပါတယ်အဲ့ဒီအဖွဲ့ကိုတန်ခါရေဘက်ကမွတ်စလင်စန့်ကျင်ရေးဗုဒ္ဓဘာသာ ကာကွယ်ရေးရည်မှန်းချက်နဲ့ဖွဲ့ကျင်တာဖြစ်ပေမဲ့ဦးသိန်းစိန်နဲ့စေအုပ်စုရဲ့အကြံစီကတော့မဘာသာဆိုတဲ့အဖွဲ့ကနေစေအုပ်စုရဲ့ရန်တပ်မတော်တပွဲဖြစ်လာဖို့အထိရည်ရွယ်ပါတယ်ဒီနေ့ခေတ်လိုပူစောတီဆိုတဲ့အဆင့်ထိဖြစ်လာဖို့ရည်ရွယ်ပါတယ်အဲ့ဒါလို တွေးဆိုရမှာရှစ်စေကိန်းကတီရကူကိုမဘာသာဥက္ကဋ္ဌလုပ်ဖို့ရှောက်တော့ဟာမောင်စေကိန်းဟာ မင်းငါ့ကိုတော့ကြောင်မတွန်းမနဲ့အစ်စိန်ရောမကဥတီလောကကိုဥက္ခရလောက်ခိုင်းပါလို့တိတကောဆရာတိတကုဆရာတော့ကပြောခဲ့မိခဲ့ပါတယ်အဲ့ဒီနောက်အစ်စိန်အောင်ဆန်းတော်ရတဦးเจ้าမှာမဘာသာ ဖွဲ့စည်းရေးအတွက်တန်ဃာတွေစီဝဲကြပါတယ်အဲ့ဒီချိန်မှာတန်ဃာအများစုကစေုပ်စုကိုဆန့်ကျင်နေကြပါသေးတယ်ဒေါ်ဆန်းစုကြည်ကိုထောက်ခံကြပါတယ်မဘာသာနဲ့ဒေါ်ဆန်းစုကြည်ကိုဝိုင်းရံမယ်ဆိုတဲ့အထိကျန်စီရည်ရဲတဲ့တန်ဃာတွေအများပြပါဝင်ကြပါတယ်အဲ့ဒီစီဝဲမှာယဟန်မျိုးတွေက စေုပ်စုစက်ကျင်ရေးတွေကိုတက်တက်ကြွကြွပြောကြပါတယ်အဲ့ဒီမှာခေါင်းဆောင်မိုင်းလှုပ်တဲ့တီတကူတို့ဆရာတော်အရှင်တိလောကတို့သူတို့တွေကစေုပ်စုစက်ကျင်ရေးတွေမပြောဘူးတားကြပါတယ်ရဟန်းမျိုးတွေကတော့ဒီစည်းဝေးကြီးကိုစေုပ်စုလက်မဲကြီးတွေဖြစ်တဲ့တီတကူတို့ရှင်စေကိန်းသားတို့ကကြိုးကင်ထားပြီးပြီဆိုတာကိုမသိကြပါဘူးတီတကူရှင်စေကိန်းသားတို့ ਨੇ ဥသိမ့်စိန်တို့ကနောက်ွယ်မှာကြိတ်ဝိုင်းလုပ်ပြီးတော့သဘောတူညီချက်တွေရယူထားပြီးပြီဆိုတာကိုလည်းအဲ့ဒီအစည်းအဝေးမှာတက်ရောက်တဲ့တန်ခါအများစုကမသိကြပါဘူးယဟန်မျိုးတွေဟာဗုဒ္ဓဘာသာအရေးလုပ်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုဝိုင်းရမယ်လို့တော့မှစိတ်ကူးရင်ခဲ့ကြပါတယ်